ယဝမိစကအရှိရွာကလူတယောက်ဟာမိုးကြလာတဲ့အခါမှာထွန်ဖို့ဆိုပြီးတော့နွားတရှင်ရွာတရွာတော့ဝဲလာတယ်ဝဲလာပြီးအိမ်မှာတညချီထားပြီးနောက်တည့်နွားကြောင်းမို့ဆိုပြီးတော့နွားတွေကိုအပြင်ထွက်အပြင်ကိုခေါ်ဆောင်သွားရင်လမ်းမှာပင်မနာတဲ့တပင်အောင်ရောက်တဲ့အခါနွားတွေကိုခဏထားပြီး तू ကတပင်အောင်မှာခဏမေးအိတ်နေတဲ့အချိန်မှာနွားတစ်ခုက तू နွားခေါ်သွားပေါင်းသွား တော့အေးရနိုးလိုက်တော့ကြီးလိုက်တဲ့ကနွားတွေကိုလူတယောက်မောင်းသွားတာတွေ့တော့နောက်ကနေအပြေးလိုက်တယ်အပြေးလိုက်တယ်ပြေးလိုက်ပြီးတော့တန်ကန်နွားတွေမင်းပဲယူသွားမလို့တော့ဆိုတော့ဟိုလူကပြောတယ်ဘာလဲကွာတန်ကန်နွားငါမောင်းတာမင်းနွားမဟုတ်ဘူးဆိုပြီးပြောတယ်အဲ့ဒါဟိုကလည်းငါပဲအင်္ဂါနေဝယ်ထားတာခုမှဝယ်ထားတဲ့နွားတွေငါနွားတွေဆိုပြီးတော့ညင်းညတယ်ဟိုလူကလည်းတန်ကန်နွားမင်းနွားမဟုတ်ဘူးဆိုပြီးတော့စကားများကြပြီးတော့ခုနကကစားကွင်းသားကဖြတ်ကြတာဖြစ်တော့ ဆူညာဆူညာကြားတဲ့အခါကျတော့သူတို့ခေါ်တယ်ဘာဖြစ်ကြတာလဲခေါ်တော့ဒီလိုပဲနွားပိုင်ဆိုင်ကပြောတယ်မိုးရွာတဲ့အခါထုံမိုးဆိုပြီးတော့ကျွန်တော်ကနွားကိုဘဲအိမ်ကဘဲရွာကဝဲလာတာအဲ့ဒီလူသိပါတယ်သူဆရာဝဲလာတာကိုဒီလူကစတုပ်အိပ်ပြောင်းသွားတဲ့အချိန်လေးမှာဒီနွားတွေကိုခိုးသွားတာပါဆိုခိုးလူကလည်းမဟုတ်ပါဘူးဒါသူအိမ်ချံပေါက်နွားတွေပါလို့ပြောတယ်ချံပေါက်တွေပါလို့ပြောအဲ့ဒါလို့ သူတို့နှစ်ယောက်ကိုမေးတဲ့အခါတယောက်ကခြံပေါက်လို့ပြောတယ်တယောက်ကဝယ်ထားတာလို့ပြောတယ်။ကောင်းပြီဆိုပြီးတော့မင်းတို့ခမည်းတော်ကျွန်ုပ်တရားဆုံးဖြတ်မယ်။ကျွန်ုပ်ပြောတဲ့အဆုံးဖြတ်တိုင်းလိုက်တာကြမလားဆိုလိုက်တာပါပဲ။ဘောဂသရာပညာရှိကသူ့လူတွေနဲ့ကြေးပါကလူတွေအတိုင်းဝိုင်းနေတဲ့ပိဋကအလုံးပိဋကရှိမေးမယ်။အဲ့တော့ နွားအိမ်ချမ်းပေါက်နွားပါလို့ပြောတဲ့လူကိုမေးတယ်ဒီလိုဆိုရင်မင်းနွားတွေဘာလို့ကြွေးထားလဲဆိုတော့သူကပြောတယ်နွားတွေကိုຢာကူးတိုက်တယ်တဲ့နော်ຢာကူးတိုက်ပြီးတော့သူဟာကြွေးမွေးထားပါလေပေါ့ဆိုတော့ခုနဝဲလာတယ်ဆိုတဲ့လူကိုမေးတဲ့အခါကျွန်တော်ကတော့ຢာကူးတွေဘာတွေမတိုက်နိုင်ပါဘူးဒီနွားစာတွေချိုးချိုးမြက်ပဲကြွေးပါတယ်အေးအလုံးမှတ်ထားကြဒီလူကຢာကူးတိုက်တယ်လို့ပြောတယ်နွားတွေကို အစာကောင်းလေးကျွေးတယ်လို့ပြောတယ်။ဒီလူကတော့ပြက်ပြက်ကျွေးတယ်လို့ပြောတယ်။ကောင်းပြီမှတ်တာဆိုပြီးတော့ဥပဒကပင်လို့ပြီးရင်ကုပတ္တလို့စတယ်မှာပါတော့ပြီးရင်ကုဆိုတာဥပဒကပင်တော့မဟုတ်ရှေရှားပင်အဲ့ဒီအပင်ကနာမည်မှတ်မယ်ဆိုလို့ရှိရင်အဲ့ဒီအပင်ကအရွက်ကိုခူးခိုင်းပြီးတော့အဲ့ဒီအရွက်ကိုရှေးစိမ့်ပြီးတော့နွားလေးကိုတိုက်တယ်။နွားလေးတိုက်တဲ့အခါနွားလေးဝမ်းလျှောတယ်ဝမ်းလျှောတဲ့ဟာကိုတိုက်လိုက်တာ။တိုက်လိုက်တဲ့အခါကျတော့မြက်တွေပဲထွက်လာတယ် မျက်တွေပဲထွက်လာခုနကျွေးတယ်ဆိုတဲ့လူကယာကုထမင်းကျွေးတယ်ဆိုတဲ့လူရဲ့ယာကုထမင်းမထွက်ပဲနဲ့မျက်တွေကြီးပဲထွက်လာတော့ဒါဘသူဟာသခိုးဖြစ်မလဲဆိုတာအဲ့ဒီမှာဘုရားလောင်းမဟုတ်သလားဆုံးဖြတ်ပေးတာအားလုံးကိုမေးလိုက်တယ်ကြည်ဒီနွားကသူဝန်းလျှောတဲ့အခါပါလာတဲ့အခါမျက်တွေကြီးပဲပါလာတယ်အဲ့တော့ဘသူစကားမှန်တော့ဆိုတော့ဒီဘက်ကလူရဲ့စကားမှန်ပါတယ်ဆိုရင်ဟိုလူကသခိုးပဲ မင်းခိုးသလားမခိုးဘူးလားခင်ဗျခိုးသလားမခိုးဘူးလားပြောပါဆိုတဲ့အခါကျတော့ဝန်ခံလိုက်ရတယ်သူကဝန်ခံလိုက်ရတဲ့အခါမှာဝိုင်းပြီးတော့သူ့ကိုပြစ်တင်ကြပြီဖះလောင်းလိုက်သူ့ကိုဆုံးမတယ်ခင်ဗျနောက်ဒါဒီလုံမျိုးမလုပ်ပါနဲ့ရိုးရိုးသားသားနေပါသူများမရှိပြူးချင်ပါနဲ့တော့တရားဆုံးပြတ်ပြီးတော့အဆုံးအမပေးလိုက်တယ်